အားလုံးမင်္ဂလာပါခင်ဗျာရှမ်းပြည်နယ်ဟာပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွင်းမှာပြည်နယ်ခုနှစ်ခုရှိတဲ့အထက်ကတစ်ခုအပါဝင်ဖြစ်ပြီး နိုင်ငံအကျယ်ဝန်းရဲ့၄ဘုံတဘုံနီးပါးကျယ်ဝန်းပါတယ်ခင်ဗျာအိန္ဒိယအာတန်ကနေတရုတ်ဗီယက်နမ်လာအိုထိုင်းနိုင်ငံတွေအထိပြန့်နှံ့နေထိုင်ကြတဲ့တိုင်းလို့ခေါ်တဲ့ရှမ်းအနယ်ဝန်လူဦးရေ93တန်းလောက်ရှိပြီးမြန်မာပြည်မှာတော့၄တန်းကနေ၆တန်းလောက်ရှိမယ်လို့ ခံမှန်းမိပါတယ်ခင်ဗျာမြန်မာနိုင်ငံဖြစ်နေတဲ့နယ်မြေတွေမှာရှမ်းအနယ်တွေနှစ်တထောင်ကျော်နေထိုင်ခဲ့ကြသလိုရှမ်းပြည်နယ်မှာသာမကပဲနိုင်ငံမြောက်ပိုင်းနဲ့တောင်ပိုင်းအထိဖြန့်ကျက်နေထိုင်ကြပါတယ်ခင်ဗျာမြန်မာပြည်နယ်ခေတ်ကအနောက်ရှမ်းမြောက်ရှမ်းနဲ့တောင်ရှမ်းဆိုပြီးရှမ်းလူမျိုးတွေကိုနေရာလိုက်ပြီးသုံးမျိုးခွဲလေရှိကြောင်းပကံဝန်ထောက်ဦးတင်ရဲ့မြန်မာမင်းအုပ်ချုပ်ပုံစာရန်အရာသိရှိခဲ့ရပါတယ်ခင်ဗျာ ဒီထဲကအရှိရှမ်းလို့ခေါ်တဲ့တောင်နဲ့မြောက်ရှမ်းတွေကိုရှမ်းပြည်နယ်မှာတွေ့နိုင်ပေမယ့်အနောက်ရှမ်းတွေနေရာဖြစ်တဲ့အညာရှမ်းပြည်ကတော့မြန်မာပြည်မနဲ့ကချင်ပြည်နယ်ထဲမှာပါဝင်သွားပြီဖြစ်ပါတယ်ခင်ဗျာဘုရင်တော်မင်းရကြီးလက်ထက်ကနေစပြီးကောမောင်စင်ဖြူရှင်မင်းအထီမြမရာဇဝင် ကျမ်းတွေနဲ့ကြောက်စာအထောက်ထားတွေမှာလဲရှမ်းလူမျိုးတို့နေထိုင်ရာကိုတိုင်းကြီးတစ်ဆက်တစ်တိုင်းဆိုပြီးခွဲခြားပြထားလိရှိပါတယ်ခင်ဗျာ အဲ့ဒီတိုင်းနယ်ထဲမှာအရုဇပူရခေါ်ယူရယာဟရိဘုံဇခေါ်ဇင်းမဲခေမာဝရခေါ်ကျိုင်းတုံမဟာနဂရခေါ်ကျိုင်းယုံလဝရထခေါ်လင်းစင်းလာအိုကမ္ဘောဇခေါ်အရှိရှမ်းပြည်အာလဝီခေါ်အနောက်ရှမ်းပြည်မောရိယခေါ်ရှမ်းတရုတ်ပြည်စိန်တိုင်းဗမော်မဟိန္တကမုတ်ကုတ်ကျက်ပြင်မဏိပူရအာတန်စတဲ့တိုင်းတွေပါပါတယ်ခင်ဗျာ နောက်ဆုံးမြမဘရင်တိဘောမင်းခေတီနိုင်ငံကိုမြမဆဲခရိုင်ရှမ်းသုံးယုံခွဲတဲ့နည်းနဲ့အုပ်ချုပ်ခဲ့ပြီးတိန်နီငိုးပြင်းနဲ့ငိုးနေဆိုပြီးတယုံသုံးရဲ့ရှမ်းပြည်မှာခြားထားခဲ့ပါတယ်ခင်ဗျာတောင်ပိုင်းခေါ်နတ်ဆန်ငိုးမိတ်ဝန်းတူတောင်တွတ်ကလေးမျိုးတွေမှာစော်ပွားရှိပေမဲ့တယုံသုံးယုံအောက်မှာမထားပဲတိချာအုပ်ချုပ်ခဲ့ကြပါတယ်ခင်ဗျာမွန်ညင်းမိုးကောင်း ဗမော်မျိုးတွေမှာလည်းစော်ပွားမထားပဲအဝေးမျိုးဝင်နေတာအုပ်ချုပ်ခဲ့တာပါခရစ်ပထမထောင်စုနှစ်မှာလက်ရှိတရုတ်ပြည်အနောက်တောင်စွန်းယူနန်ပြည်နယ်ဖြစ်နေတဲ့နယ်မြေမှာနန်ချောင်းဆိုတဲ့လူမျိုးစုံနေထိုင်တဲ့နိုင်ငံကြီးပေါ်ထွန်းခဲ့ပါတယ်နန်ချောင်းပြည်နယ်ဟာတိဘက်မြန်မာအနယ်လူလူ မျိုးနယ်တွေဖြစ်ကြောင်းဥယျာဉ်စိန်ရေးသားတဲ့လက်ရွေးစင်စာရမ်းများမှာပါရှိပေမဲ့ရှမ်းမင်းတွေလို့ယူဆကြတဲ့လူတွေလည်းရှိကြပါတယ်ခင်ဗျာ လက်ရှိမြန်မာနိုင်ငံဖြစ်နေတဲ့နယ်အတွင်းကပြူနဲ့မွန်မြို့ပြနိုင်ငံတွေဟာဒီနန်းချောင်းနိုင်ငံကိုလက်ဆောင်ဆက်သရတဲ့နိုင်ငံတွေဖြစ်ကြောင်းကိုလည်းမြန်မာတမိုင်းဆရာတွေကမှတ်ချက်ပြုခဲ့ကြပါတယ်။တရုတ်ပြည်အနောက်ပိုင်းဒေသတွေကနေမြန်မာမွန်ရှမ်းစတဲ့မြို့နယ်စုတွေဖြစ်လာမဲ့လူတွေစဉ်သက်လာရမှာ။တိုင်းလို့ခေါ်တဲ့ရှမ်းမြို့နယ်တွေဟာယူနန်ကိုခရစ်တော်မပေါ်ခင်အချိန်ကလေးကရောက်ရှိခဲ့ကြပါတယ်ခင်ဗျာ။ ကျူနိုင်ငံတွေကိုနန်းချောင်တွေက သိမ်းပိုက်လိုက်တဲ့အချိန်မှာမြန်မာမျိုးနွယ်တွေဟာအေယာဝတီမြို့ဝန်းကိုဝင်ရောက်လာကြတဲ့အတွက်ရှမ်းမျိုးနွယ်စုတွေကလည်းနောက်ကလိုက်လာကြပါတယ်။အဲဒီကနေချွေလီမြစ်ကြောင်းတစ်လျှောက်အနောက်ဘက်ကိုပြန့်နှံ့သွားပြီးအေယာဝတီချင်းတွင်မြစ်ပြားပိုင်းနေစီကိုရှမ်းတွေဝင်လာခဲ့ပါတယ်။ပကံမြေအနော်ထာမင်းလက်ထက်မှာတော့ရှမ်းယွန်းတို့မရောစိန်တော့ကတီထောင်တဲ့ကင်းတက်မြို့43မြို့ဟာလည်း ဗမောကောင်းတုံကနေတောင်ငူအထိရှမ်းကုန်းမြင့်အနောက်ဘက်မှာတန်းစီတည်ရှိပါတယ်ခင်ဗျာအနောက်ယထာတရုတ်ပြည်ကိုစစ်ချီရာကအပြန်မော့စော်ဘွားကဆက်တာတဲ့မော်မင်းနမီရှင်မွန်လတည်တယ်ဆိုတဲ့နှောင်းကြချောင်းနဲ့ရွှေစာရံစေဒီဟာလဲမန္တလေးအနားမှာတည်ရှိပါတယ်ခင်ဗျာအဲ့ဒီလိုအနောက်ယထာစစ်ချီတယ်ဆိုတဲ့တရုတ်ပြည်ဟာနန်းချောင်းအပြတ်မှာတည်တဲ့တာလီနိုင်ငံသားဖြစ်နိုင်ကြောင်းသမိုင်းပညာရှင်တွေက ထောက်ပြကြပါတယ် ရွှေလီမြင့်ဝမ်းက မော်ရှမ်းပြည်တွေကိုပကံမင်းတွေရဲ့ဩဇာတက်ရောက်တယ်ဆိုပေမဲ့73ရာစုမွန်ဂိုတွေကျူးကျော်လာချိန်မှာတော့ပကံပြိုကွဲပြီးမော်နိုင်ငံကြီးပေါ်ထွန်းလာခဲ့ပါတယ်ခင်ဗျာဒီမော်ရှမ်းပြည်ဟာရွှေလီမိုင်းမော်ဒေသကနေမိုးကောင်းမွန်ညင်တောင်တွတ်မိုးမိတ်တီဘောသိန်းနီညောင်ရွှေမိုးနယ်မိုးပြဲဆိုပြီးမော်ကိုးပြည်အဖြစ်ရှမ်းကုန်းမြစ်နယ်လက်ရှိမြန်မာပြည်မြောက်ပိုင်းမှာ ကြီးစိုးခဲ့ပါတယ်ခင်ဗျာရွှေလီမြောက်ဘက်12ပြည်နဲ့တောင်ဘက်12ပြည်ဆိုပြီးယူနန်နဲ့မြန်မာနယ်နိမိတ်ထဲမှာရှမ်းပြည်တွေပေါ်ထွန်းခဲ့ကြောင်းလည်းသိရပါတယ်ခင်ဗျာအိန္ဒိယရဲ့ရောက်နေတဲ့အာတန်မှာလည်းအဟုန်ရှမ်းနိုင်ငံ ပေါ်ထွန်းခဲ့ပါတယ်မောပြင်းစေခံဖခေါ်တူချီဘွားလက်ထက်ကနေနောက်ဆုံးမောမင်းကြီးတုံငံဘွားခေအထိနှစ်တရာကျော်ကြီးစိုးခဲ့တဲ့မော်ရှမ်းမင်းတွေဟာအခုတရုတ်မြန်မာနယ်ဆက် ဆယ်လန်းလို့ခေါ်တဲ့မိုင်းမောကနေယူနန်နဲ့ရှမ်းကုန်းမြစ်တကြောကရှမ်းနယ်တွေကို ပိုင်ဆိုးခဲ့ပြီးမိုးကောင်းမိုးညင်ကလေးစတဲ့မြောက်ပိုင်းနဲ့အနောက်ပိုင်းရှမ်းပြည်တွေကိုပါဩဇာညောင်းခဲ့ပါတယ်ခင်ဗျာခရစ်စလေးရာစုနဲ့15ရာစုမြန်မာပြည်မြောက်ပိုင်းမှာမော်ရှမ်းနဲ့ကြီးဆိုးခြင်းဟာပကံခစ်အလွန်မြန်မာပြည်အလဲပိုင်းကရှမ်းအနယ်ရှင်ပြည်နယ်ကြီးဆိုးနေတဲ့ပင်းရစကိုင်းနဲ့အင်းဝနိုင်ငံတွေပေါ်ထွန်းခြင်းနဲ့ ိုက်ဆိုင်နေခဲ့ပါတယ်ခင်ဗျာရှမ်းညင်အောင်၃ဦးလို့ခေါ်ကြတဲ့ကြောက်စဲလွင်မြေအခြေဆိုင်မြို့သားညင်အောင်၃ယောက်ကဆင်းသက်လာတဲ့ဒီနိုင်ငံတစ်တွေဟာမြောက်ဘက်က မော်ရှမ်းတွေရဲ့ရန်ကိုစိုးရိမ်နေရတဲ့နိုင်ငံတွေဖြစ်ခဲ့ပါတယ်မွန်ဂိုကျူးကျော်မှုကိုတွန့်လှန်နိုင်ခဲ့တဲ့ပင်းရနယ်စခိုင်းဟာမော်ရှမ်းစစ်ကို မတွန့်လှန်နိုင်ပဲ1364ခုနှစ်မှာပျက်စီးခဲ့ပါတယ်ဒီနိုင်ငံတွေနေရာမှာအစ်စ်ပေါ်လာတဲ့အင်းဝမင်းဆက်လက်ထက်မှာလည်း မော်ရှန်ရန်ကိုစိုးရိမ်နေရတော့ဖြစ်ပါတယ်။နောက်ဆုံးမွန်ဂိုမင်းဆက်ကိုဖယ်ရှားပြီးတက်လာတဲ့အယုတ်ပြည်မင်းမင်းဆက်ဟာယူနန်ကိုဝင်သိမ်းတဲ့အချိန်ကျမှမော်ရှန်နိုင်ငံပြိုကွဲပြီးအင်းဝမင်းတွေလည်းအသက်ရှူချောင်သွားခဲ့ရတာဖြစ်ပါတယ်ခင်ဗျာ။မိုင်းမောကမော်ရှန်မင်းတွေပြိုကွဲသွားပြီမဲ့သူတို့စီကဆင်းသက်လာခဲ့တဲ့ရှမ်းစော်ဝါတွေဟာမိုးကောင်းမိုးညင်းမှာဆက်လက်ကြီးစိုးနေခဲ့ပြီးအဲ့ဒီမိသားစုတွေတဲကပဲအင်းဝမှာလာအုပ်ချုပ်တဲ့သူကတော့ မွန်ညင်းစလုံးရဲ့သားတူဟန်ဘွားပါတူဟန်ဘွားကိုလည်းမြန်မာမူးမက်တွေကလုတ်ကြံဖယ်ရှားနိုင်ပေမဲ့လည်းတီဘွားမှာရှိတဲ့အုံမောင်ခုံမိုင်းကိုပင့်ခေါ်မင်းမြောက်ခဲ့တယ်လို့သူ့ရဲ့သားတော်ဖြစ်တဲ့မိုးပြေနရပတိမင်းထီအောင်အင်းဝမှာကြီးစိုးခဲ့ကြပါတယ်။ဒါကြောင့်လဲပကံအပြက်ကနေတောင်ကုန်မင်းဆက်ကြီးစိုးတဲ့အထိဂျားကာလာကိုရှန်ခေဆိုပြီးမြမသမိုင်းတွေမှာဖော်ပြခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ။တစ်ချိန်တည်းမှာပဲ 73ရာစုငွန်ကိုကျူးကျော်မှုတွေကြောင့်တောင်ဘက်ကိုဆင်းလာကြတဲ့တိုင်ရှမ်းအနယ်တွေထူထောင်တဲ့လင်းစင်းဇင်းမယ်နဲ့တောက်ကတဲ့ဆိုတဲ့နိုင်ငံတွေဟာလည်းအခုလာအိုနဲ့ထိုင်းနိုင်ငံနေရာတွေမှာပေါ်ထွန်းလာပါတယ်။ဇင်းမယ်မင်းတွေရဲ့ဩဇာဟာကျိုင်းတုံမိုးနဲ့ကျိုင်းယုံစတဲ့အခုမြန်မာနဲ့တရုတ်ပိုင်နဲ့တဲကိုရောက်နေတဲ့ရှမ်းနယ်ကြီးတွေကိုတက်ရောက်ခဲ့ပါတယ်။ဇင်းမယ်တောက်ကတဲ့အယုဒ္ဓယာနဲ့အင်းဝဟန်တာဝတီ ရှမ်းမြန်မာမွန်နိုင်ငံတွေရဲ့အင်အားပြိုင်မှုကနေ15ရာစုကနေ17ရာစုအထိကြာမြင့်ခဲ့တဲ့ထိုင်းမြန်မာစစ်ပွဲတွေနဲ့မွန်မြန်မာအားပြိုင်မှုတွေပေါ်ပေါက်ခဲ့ရပါတယ်ခင်ဗျာ။ပြင်းရရှမ်းအနယ်ဘရင်အောင်လက်ထက်ကနေစပြီးတောင်ကိုဟန်ပါဝရီနဲ့အင်းဝါမှာအခြေစိုက်တဲ့မင်းနေကတာရှမ်းပြည်တလွားကိုတိမ်တွင်အုပ်ချုပ်ခဲ့ကြပါတယ်။ဒါဟာအရင် ပထမအင်းဝါဇက်မှာရှိတဲ့မင်းနေလက်ထက်ကထပ်ပိုးပြီး ချမ်းစော်ဘွားတွေကိုမြမဘရင်ရဲ့တစ္ဆာကံအဖြစ်ချုပ်ကင်လာတာဖြစ်ပါတယ်ခင်ဗျာဘရင်တော်ဟာအင်းဝမင်းတွေတိန်တွင်းနိုင်ခဲ့တဲ့မြောက်တလောနဲ့အရှိတလောကချမ်းစော်ဘွားနယ်တွေကိုတော့မကပဲတန်လွင် အရှိချမ်းနယ်တရုတ်ပြည်တဲကစော်ဘွားနယ်တွေကိုပါတိမ့်ပိုက်နိုင်ခဲ့ပါတယ်အဲ့ဒီလိုတိန်တွင်းချင်းတွေနဲ့အနှစ်300လောက်ရှေ့ကြခဲ့တဲ့မြမတမိုင်းမှာရှမ်းလွှမ်းမိုးမှုကိုရှော့ချနိုင်ခဲ့ခြင်းနဲ့အတူရှမ်းနယ်မြေတွေမှာမြမဩဇာနဲ့ထုံးတမ်းတွေ ပြန်ပွားအောင်အားထုတ်ခဲ့ပါတယ်။မိုးကောင်းမွန်ရင်မိုးမိတ်တီဘောရှမ်းနှစ်ပြည်တော်လုံးမှာသူကောင်းတယောက်သေးလင်ကျွံယောက်ကြားကျွံမင်းမကိုတက်၍ထဲတော်မိစ္ဆာဒိဋ္ဌိအကျင့်ကိုမကျင့်ရန်လဲဆုံးမကံမြတ်တော်မူ၏ဆိုပြီးပကံရွှေစည်းကုံဖရာကဘရင်တော်ခေါင်းလောင်းစာမှာပါရှိပါတယ်ခင်ဗျာဘရင်တော်လက်ထက်ကစာပြီးမြမနန်းတွင်းမှာတကြံနဲ့ဝါဝင်ဝါထွက်ချိန်ဒီမှာစော်ပွားမျိုးစားတွေရဲ့ တနစ်ကို၃ချိန်ကြော့ခံတဲ့အစင်လာကိုစခဲ့ကြောင်းဒေါက်တာတိုးလာရဲ့ဘရင်နောင်မင်းရကြီးရဲ့ဘဝအသွေးခေါ်ယုံကြည်ချက်နဲ့ဆောင်ရွက်ချက်များဆိုတဲ့စာအုပ်မှာ ပါရှိပါရယ်ခင်ဗျာဘရင်နောင်စံမြန်းနဲ့ဟာနာဝတီမြို့တော်မှာမိုးကောင်းမိုးညင်အုံးပေါင်းညောင်ရွှေမိုးနယ်ကလေးသိန်းဒီတကားတွေတည်ရှိခဲ့ပါရယ်မြန်မာကြီးစိုးမှုခံရပြီးတဲ့နောက်ပိုင်း၁၆ရာစုကနေ၁၈၁၉ရာစုနှစ်အထိနှစ်၃၀၀ကျော် မြမတမိုင်းမှာတရုတ်မြန်မာစစ်အရေးပေါ်တိုင်းနေဆက်ကရှမ်းပြည်တော်တွေကိုရိုက်ခတ်ခဲ့ပါတယ်။နောက်ပြီးထိုင်းလာအိုနိုင်ငံတွေအထိမြန်မာမင်းဆက်တွေလွှမ်းမိုးအုပ်ချုပ်ခဲ့တာမို့အဲ့ဒီစစ်စင်ရေးတွေကလည်းရှမ်းပြည်နိုင်ငံရေးကိုရိုက်ခတ်ခဲ့ပါတယ်ခင်ဗျာ။ဗျက်နောင်ရဲ့တားဆင်မင်းဆက်တွေဖြစ်ကြတဲ့တောင်ငူညောင်ရမ်းမင်းဆက်တွေအပြက်မှာပြန်လည်ထူထောင်ခဲ့တဲ့အလောင်းဖျားရဲ့ကုန်းမောင်မင်းဆက်ကြီးရဲ့အစုံတီဘောမင်းလက်ထက်မှာတော့ ရှမ်းပြည်မှာစော်ဘွားတွေအုပ်စုကွဲပြီးစစ်ခင်းနေကြပါတယ်။တိန်ဒီတီဘောစတဲ့စော်ဘွားတချို့ဟာကိုယ်နယ်မှာကိုမအုပ်ဆိုးနိုင်ပဲမန္တလေးရန်ကုန်အထိဆင်းနေရတဲ့အခြေအနေဖြစ်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲနိုင်ရဆန်ခဲ့ရတဲ့အင်ရှစ်ဆန်ကနောင်မင်းရဲ့သားတော်လင်းပင်မင်းရဟာတီဘောမင်းနန်းသက်ချိန်မှာပြည်ထရှပိုင်းအောက်မြမာပြည်ကိုရှောင်သိမ်းခဲ့ရပါတယ်။ဒီမင်းသားကိုမိုးနယ်ကျိုင်းတုံး ရက်ဆောက်စားတဲ့ဆော်ဝါတချို့ကပင့်ခေါ်ပြီးမြမပြည်ကိုအုပ်ချုပ်ဖို့မင်းလောင်းအဖြစ်အုပ်စုဖွဲ့ခဲ့ပါတယ်။လင်မင်းမင်းနဲ့အဖွဲ့ရဲ့အဓိကလိုလားချက်ကတော့လင်မင်းမင်းဘရင်ဖြစ်ရင်တတ်တာမေရအခွန်စနစ်ကိုပယ်ဖြတ်ပြီးသုံးနှစ်မှတစ်ကြိမ်အခွန်တော်ကောက်ဖို့ဖြစ်ပါတယ်ခင်ဗျာ။လင်မင်းမင်းအုပ်စုနဲ့လင်မင်းအုပ်စုဝင်မဟုတ်တဲ့ဆော်ဝါအုပ်စုတွေအကြားစစ်ခင်းနေကြတဲ့အချိန်မှာပဲ1885ခုနှစ်မှာပြည်ထရှာတပ်တွေဟာ မန္တလေးကိုတိမ့်ပိုက်ခဲ့ပါတယ်။မန္တလေးကိုတိမ့်ပိုက်ပြီးတဲ့နောက်ရှမ်းပြည်အခြေအနေကိုစောင့်ကြည့်ပြီးစော်ဘွားတွေကိုတိမ့်ရင်းဖို့စ조사ခဲ့ပါတယ်ခင်ဗျာ။သူတို့နဲ့နှိစက်ပြီးလင်မင်းအောက်စုဝင်တွေမဟုတ်တဲ့ညောင်ရွှေတီဘောစော်ဘွားတွေကနေတဆင်တောင်ရှမ်းမြောက်ရှမ်းကစော်ဘွားတွေကိုအရင်တိမ့်တွင်ပါတယ်။စစ်တမ်းကြောင့်ပင်ပန်းနေတဲ့စော်ဘွားတွေကလည်းသူတို့ရိုးရအုတ်ချုပ်ရေးမှာမဆွတ်ဖက်ဘူးဆိုတဲ့ပြည်သူ့ရဲ့ဂရိစကားကြောင့် စ်စာခံလာခဲ့ပြီး1889ခုနှစ်ကစပြီးရှမ်းပြည်ဟာပြည်ထရှဩဇာရိတ်အောက်ကိုကြာရောက်ခဲ့ရပါတယ်ခင်ဗျာမြမပြည်မြောက်ပိုင်းမှာပုံကန်ဆန့်ကျင်နေတဲ့ဝန်တိုစော်ဘွားဦးအောင်မြတ်ဟာတရုတ်ပြည်တဲကိုခိုးဝင်သွားခဲ့ပြီးရှမ်းပြည်တလွားမှာရှိတဲ့စော်ဘွားအများစုကတော့ပြည်ထရှတိုင်းတွင်းမှုကိုလက်ခံခဲ့ကြပါတယ်ခင်ဗျာ1890ခုနှစ်မတ်လကြာမှာတာအင်းလင်းနာက မိုင်းတောက်ခေါ် ဖို့စတမင်ခန္ဓာမြို့မှာရှမ်းတောင်ပိုင်းအတွက်ဒါဘာလို့ခေါ်တဲ့မင်းစုံဘွဲကိုကျင်းပနိုင်ခဲ့တဲ့အကြောင်းကိုရှမ်းပြည်နယ်ဦးစီးအဖွဲ့ဝင်ဟောင်းဦးအောင်ဖေရဲ့ပင်လုံစစ်တမ်းမှာတွေ့ရှိခဲ့ရပါတယ်ခင်ဗျာအမျိုးသားပိုင်းအထက်မြန်မာပြည်ကိုတိမ့်ပိုက်ပြီးတဲ့နောက်ပြည်ထောင်မြန်မာပြည်ရဲ့ထဲတွင်အုတ်ချုပ်ရာကနေအရင်မြန်မာမင်းစီလက်ဆောင်ဆက်သကြရတဲ့ရှမ်းကချင်ချင်းစော်ဝါတောင်အုပ်တောင်စားတွေရဲ့နယ်မြေတွေကိုလည်း ပြည်ထရှာတပ်တွေခြေတပ်သိမ်းပိုက်ခဲ့ပြီးပစ်စာခံစေခဲ့ပါတယ်။ဒီလိုသိမ်းပိုက်ပေမဲ့လည်းဒီနယ်တွေမှာဖွံ့ဖြိုးမှုနောက်ကျလို့ဆိုပြီးမြန်မာပြည်မရဲ့အုတ်ချွေးအောင်မှာမထည့်တွင်ပဲအိန္ဒိယပုံစံဇယားဝင်နယ်မြေများအဖြစ်သတ်မှတ်အုပ်ချုပ်ခဲ့ပါတယ်။ဒီလိုခွဲခြားသတ်မှတ်တဲ့အထက်အရှိရှမ်းကုန်းမြစ်က ရှမ်းပြည်တွေနဲ့ဝဒေတာတွေပါသွားလို့အနောက်ရှမ်းပြည်တွေကစင်ကလိန်ခန်တီးနဲ့တောင်တွတ်တို့လည်းပါဝင်ခဲ့ပါတယ်။ မြန်မာပြည်မြောက်ဖြားကခန့်တီးလုံနယ်ကိုတော့1912လောက်ကမှပြည်ရှာတပ်တွေတိမ်းတွင်းနိုင်ခဲ့ပြီးပူတာဝခရိုင်အဖြစ်သတ်မှတ်ခဲ့ပါတယ်။တန်လွင်အရှိဘက်ကကျိုင်းဟုံးနဲ့မိုင်းလင်းကိုတရုတ်ကိုပေးလိုက်ပြီးကျိုင်းချိုင်နယ်ကိုတော့သုံးပိုင်းပိုင်းကပြင်တဲ့ယူရီးယားခေါ်ထိုင်းနယ်ကျိုင်းတုံနယ်ထဲထည့်တွင်းခဲ့ပါတယ်။ကျိုင်းစင်းနယ်ကိုတော့ယူရီးယားလက်ကိုပေးကြောင်းရှမ်းတမိုင်းပညာရှင် ဆိုင်ခမ်းမန်းရဲ့ပြည်အောင်စုမြန်မာနိုင်ငံအတွင်းမှာရှမ်းပြည်နယ်ဆိုတဲ့စာအုပ်ထဲမှာပါရှိပါတယ်ခင်ဗျာပြည်ထောင်စုကိုတော်လံပုံကန်ခဲ့တဲ့ဝန်တိုစော်ဘားရဲ့ဝန်တိုနယ်ကိုတော့မြန်မာပြည်မတဲ့ထဲ့တွင်းခဲ့ပြီးငွညင်းမိုးကောင်းဗမော်စတဲ့မြန်မာပြည်နယ်လက်ထက်ကလေးကမြို့ဝင်တွေနဲ့အုပ်ချုပ်ခဲ့တဲ့ရှမ်းနယ်တွေကိုလည်းမြကြီးနားနဲ့ဗမော်ခရိုင်နဲ့ထဲ့တွင်းပြီးပြည်မအုပ်ချုပ်ရေးအောက်မှာထားရှိခဲ့ပါတယ်မြန်မာပြည်လက်ထက်ကလေးက မုံမိတ်စော်ဘွားနယ်ကဖဲ့ယူပြီးတကောင်းနဲ့လဲခဲ့တဲ့မိုးကုတ်နယ်ဟာလည်းပြည်မအုပ်ချုပ်ရေးအောက်မှာပဲဗရမများတွင်ခရိုင်အဖြစ်ထဲတွင်ခံခဲ့ရပါတယ်1922ခုနှစ်မှာမလေးစော်ဘွားပြည်တော်စု နမူနာကိုယူပြီးပရိသတ်ရှမ်းပြည်နယ်စုဖွဲ့တဲ့အခါမှာတော့အရှိရှမ်းစော်ဘွားနယ်28နယ်နဲ့လာရှိုတောင်ကြီးကလောမျိုးတွေပါဝင်ခဲ့ပါတယ်မြမပြည်မအုပ်ချုပ်ရေးကိုလည်းဒိုင်ယာခီလို့ခေါ်တဲ့ပူရွယ်အုပ်ချုပ်ရေးအဆင့်တိုးမြင့်ပေးပြီး နှစ်တော်ရွေးကောက်ပွဲတွေကျင်းပနေချိန်မှာရှမ်းပြည်နဲ့တခြားတောင်တန်းဒေသတွေအတွက်အုတ်ချုပ်ရေးကိုတိုးမပေးဘဲချန်လက်ထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မြမပြည်ဘရင်ခံရဲ့ဥပဒေပြုကောင်စီမှာညောင်ရွှေနဲ့တေဘောစော်ဝါးတွေပါဝင်ခဲ့မှုဟာလည်းအဆုံးသက်သွားခဲ့ပါတယ်1932ခုနှစ်ကလန်ဒန်မှာကျင်းပတဲ့မြမပြည်အရေးမျက်နှာစုံကြီးအစည်းအဝေးမှာတော့ရှမ်းပြည်ကိုမြမပြည်နဲ့မထက်အတွင်းပဲနိုင်ငံကြီးတွေအလဲက ကြားခံနေမည်အဖြစ်လုံးဝလွတ်လပ်ရေးပေးဖို့တီဘောစော်ဘွားကိုစော်ဘွားအုပ်စုကဆီလွတ်တောင်းဆိုစေခဲ့ပါတယ်1938ခုနှစ်မှာမြန်မာပြည်ကိုတော့အိန္ဒိယကခွဲထုတ်ပြီးကိုယ်ဆက်တဌာနအုပ်ချုပ်ရေးပေးကမြန်မာနိုင်ငံဝန်ခေါ်ဝန်ကြီးချုပ်တွေခံထားအုပ်ချုပ်တဲ့အထိပြောင်းလဲလာခဲ့ပေမဲ့ရှမ်းပြည်ကတော့စော်ဘွားအုပ်ချုပ်ရေးအောက်မှာပဲကြံ့ရစ်ခဲ့ပါတယ်1936ခုနှစ်ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်မှာ ရှမ်းပြည်ကိုဖျက်ပြီးအိန္ဒိယနဲ့ဆက်တွယ်ဖောက်လို့တဲ့တရုတ်ဗမာလမ်းမကြီးကြောင့်ရှမ်းနဲ့ဗမာပြည်တွေအကြောင်းကဘာကအာယုံစိုက်လာကြသလိုဂျပန်ကလည်းအာယုံစိုက်လာပြီး1942ခုနှစ်မှာဝင်ရောက်သိမ်းပိုက်ခံခဲ့ရပါတယ်။စစ်အတွင်း1943ခုနှစ်မြန်မာပြည်ကိုလွတ်လပ်ရေးပေးချိန်မှာကျိုင်းတုံနဲ့မိုင်းပန်နယ်ကိုထိုင်းနိုင်ငံနဲ့ထည့်ပေးခဲ့သလိုကန္နာရဝတီလို့ခေါ်တဲ့လွိုင်ကော်နယ်အရှိချမ်းကိုလည်းထိုင်းတပ်တွေဝင်သိမ်းထားခဲ့ပါတယ်။ ရှမ်းပြည်တွေကိုစူးစီးပြီးကမ္ဘောဇာတိုင်းအဖြစ်မြန်မာပြည်ရဲ့အုပ်ချုပ်ရေးမှာထည့်သွင်းခဲ့ပေမဲ့ဂျပန်တပ်တွေကပဲအုပ်ချုပ်ခဲ့ပါတယ်။စစ်အတွင်းမှာပဲစော်ဝါတချို့ပြည်ထောင်စုနဲ့ပူးပေါင်းပြီးဂျပန်ဆန့်ကျင်ခဲ့ကြသလိုမြေပြင်မှာရှိတဲ့အာရှလူငယ်လှုပ်ရှားမှုဟာရှမ်းပြည်ကိုရောက်ရှိလာပြီးလက်ဝဲဝါရလည်းပြန်ပွားလာခဲ့ရပါတယ်။ရန်ကုန်တပ်ကတို့မြမစာနီးပြကိုတင်အေးထူထောင်တဲ့ညောင်ရွှေကအလင်းရောင်စာကြည့်တိုက်ကနေ 1948ခုနှစ်ပင်လောင်စာချုပ်မှာလူထုကိုယ်စားလှယ်အဖြစ်လက်မှတ်ထိုးမဲ့လူငယ်ခေါင်းဆောင်တွေပေါ်ထွက်လာခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အပြီးမြန်မာစစ်တပ်အခြေပြုဖဆပလခေါင်းဆောင်တွေကလွတ်လပ်ရေးတောင်းဆိုလာချိန်မှာပဲတောင်တန်းဒေသတွေကိုပြည်မနဲ့ပူးပေါင်းဖို့တောင်းဆိုခဲ့ကြပါတယ်။တကယ်က1945ခုနှစ်မဟာမိတ်တွေပြန်ဝင်လာပြီးကတည်းကတောင်ပိုင်းနဲ့မိုးမိတ်စော်ဘွားတွေကရှမ်းပြည်ကိုမြန်မာအေရိယာ တီဟိုနဲ့မလေးရှားနိုင်ငံတွေလိုနှိချလွတ်လပ်ရေးပေးဖို့တောင်းဆိုခဲ့ကြတာပါညောင်ရွှေနဲ့မြောက်တိန်ဒီစော်ဝါကြီးတွေကလည်း35နဲ့ကွဲနေတဲ့ရှမ်းပြည်ကိုအင်အားရှိလာအောင်၁၂နယ်အထိစူးစီးပြီးစော်ဝါတွေအလှည့်ကျအုပ်ချုပ်ဖို့ပြည်ထရှဒနသဟာယာထဲမှာကိုပိုင်အုပ်ချုပ်ခွင့်ရတဲ့ရှမ်းပြည်မှာစော်ဝါတအုပ်ကိုခန့်အုပ်ချုပ်ဖို့အကြံပေးခဲ့ကြပါတယ်1946ခုနှစ်ပထမပင်လုံညီလာခံမှာလဲမြမပြည်မကို ဒိုမီနီယံအဆင့်ပေးရင်ရှမ်းပြည်ကိုလည်းတခြားဒိုမီနီယံပေးဖို့စော်ဘွားကောင်စီဥက္ကရာတောင်ပိုင်းစော်ဘွားကတောင်းဆိုခဲ့ပါတယ်ဒီလိုစော်ဘွားပိုင်းကမြန်မာနဲ့ပူးပေါင်းဖို့နောက်တော့နေကြပေမဲ့ရှမ်းလူငယ်လူထုကိုယ်စားလှယ်တွေနဲ့မြန်မာခေါင်းဆောင်တွေရဲ့ရင်းနှီးမှုကြောင့်1948ခုနှစ်မှာပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီးတောင်တန်းနဲ့ပြည်မပူးပေါင်းဖို့ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါတယ်ခင်ဗျာရှမ်းပြည်ကို လုံးဝကိုပိုင်အုပ်ချုပ်ရေးပေးဖို့မြမပြည်မကြီးနဲ့ခွဲထွက်လို့ရင်လေအချိန်မရွေးခွဲထွက်ခွင့်ပေးဖို့မြမပြည်မကြီးနဲ့အခွင့်အရေးအစင်တန်းဟာလဲဒန်းမှုဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ဥတင်အေးတို့ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ်ဟာမြမခေါင်းဆောင်တွေနဲ့ပူးပေါင်းခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာအခုယာယီပူးပေါင်းရေးဒီရေရှည်ပူးပေါင်းရင်းနဲ့ခွဲထွက်ရေးကိုမထိခိုက်စေရဆိုပြီးရှမ်းပြည်ဥတင်အေးကအတိအလင်းပြောကြားခဲ့ပါတယ် 1948ခုနှစ်ဗကြောအောင်စန်းတို့ကြာဆုံးချိန်မှာတော့တောင်တန်းဒေတာအတိုင်းမင်္ဂဝန်ကြီးမိုင်ပွန်စော်ဘွားစစ်ဆန်ထွန်းလဲကြာဆုံးခဲ့ပါတယ်။ရှမ်းပြည်ဟာမြန်မာပြည်မနဲ့ပူးပေါင်းတဲ့ပြည်နယ်တွေထဲမှာနေမြေအကြီးဆုံးနဲ့နိုင်ငံရေးဝါအရင်ဆုံးဖြစ်တယ်လို့လူဦးရေလည်းများပြားဆုံနေပါတယ်။ဒါကြောင့်မြမပြည်တော်စုရဲ့ပထမဆုံးတမရအဖြစ်ညောင်ရွှေစော်ဘွားဆက်ရွှေတိုက်ကိုရွေးချယ်ခဲ့ကြသလိုနောက်ပိုင်းမှာလည်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်မိုးမိတ်စောဝါစစ်ခွန်ချိုကိုမြန်မာပြည်နိုင်ငံသားရေးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ပါတယ်။ National စောဝါတွေပြည်သူ့လွှတ်တော်အမတ်ဖြစ်ခွင့်မရှိပေမဲ့မြန်မာပြည်ထောင်စု ပါလီမန်ရဲ့လူမျိုးစုလွှတ်တော်နိုင်ငံအဖြစ်လဲဆက်ရွှေတိုင်းနဲ့ဆန်ကားစော်ဘွားကြီးစစ်ခွန်ကြီးတို့ကိုခန့်အပ်ခဲ့ပါတယ်။နောက်ပြီးစော်ဘွားအုပ်စုနဲ့တခြားတောင်တန်းပြည်နယ်ခေါင်းဆောင်တွေရဲ့စိတ်ချယုံကြည်မှုကိုရရှိဖို့အတွက် လွတ်လပ်ရေးရပြီးဆယ်နှစ်အကြာမှာ ခွဲထွက်ခွင့်ပေးခဲ့ပါတယ်။ဒီလိုရှမ်းစော်ဘွားတွေကိုနေရာပေးပေမဲ့မြန်မာပြည်ထဲရောက်နေတဲ့ရှမ်းနယ်တွေကိုတော့စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တွေကိုထည့်သွင်းခဲ့ပါတယ်။ကချင်ပြည်နယ်မှာရှမ်းဗမာနယ်တွေကိုထည့်သွင်းပေးခဲ့ရတဲ့အတွက်ကန့်ကွက်မှုတွေရှိခဲ့ပါတယ်။ဒါကိုနှစ်သိမ့်ဖို့အတွက်ကချင်ပြည်နယ်ကတင်မြောက်တဲ့လူမျိုးစုလွတ်တော်ကိုယ်စားလှယ်၁၂ယောက်မှာ 6ယောက်ကိုကချင်မဟုတ်သူတွေကရွေးကောက်တင်မြောက်ဖို့1948ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာပြဋ္ဌာန်းခဲ့ပါတယ်ခင်ဗျာ1956ခုနှစ်အိမ်ဆောင်အစိုးရလက်ထက်မှာထိုင်းတရုတ်နိုင်ငံတွေနဲ့နယ်ချင်းဆက်နေတဲ့ရှမ်းစော်ဘွားနယ်တွေမှာပြည်ထရေအုပ်ချုပ်ရေးကိုရော့ကျေးပေးပြီးအဆုံးသတ်စေခဲ့ပါတယ်တရုတ်ဖြူကျူးကျော်မှုကာလကလေးကရှမ်းပြည်မှာမြန်မာတပ်တွေချတာ ဘာရုမျိုးတက်သေးပြီးစစ်တပ်ကတို့စောက်တာတွေကိုမကျင်နဲ့ကြတဲ့ရှမ်းအမျိုးသားဝါရီတွေအတွက်စော်ဘွားအုပ်ချုပ်ရေးရက်စဲမှုကြောင့်မိလောင်ရလေပင့်ဖြစ်ပြီးရှမ်းလက်နက်ကိုင်တွေရဲ့ပုံကံမှုကို ပြီးဖွာပေးခဲ့ပါတယ်1961 62ခုနှစ်တွင်မှာအချိန်ရခဲ့တဲ့ဖက်ဒရယ်မူတောင်းဆိုမှုမှာလဲ1948ခုနှစ်ပင်လုံစာချုပ်မှာမြန်မာနဲ့ပူးပေါင်းဖို့အဆိုပြုခဲ့တဲ့ရှမ်းကောင်းဆောင်တွေပါဝင်ခဲ့ကြပါတယ်မွန်းနဲ့ရခိုင် ြည်내အစ်စ်တွေပြေးမဲ့အချိန်မှာမြမပြည်မကိုပါပြည်내တစ်ခုအဖြစ်သတ်မှတ်ပြီးရှမ်းပြည်내ပေးဖို့တောင်းဆိုတဲ့ဒီခေါင်းဆောင်တွေကိုပြည်တော်စုကခွဲထွက်ရန်ကြံစီတယ်ဆိုပြီး1962ခုနှစ်မှာအာဏာသိမ်းစစ်ကောင်စီအစိုးရကဆွဆွဲအကျဉ်းချခဲ့ပါတယ်။ဒီဖြစ်နိုင်မှုအကျိုးဆက်အဖြစ်ရှမ်းပြည်တလွားမှာစစ်မီးအရှင်တောက်ခဲ့ပြီးညောင်ရွှေမဟာဒေဝီပါတောခိုတဲ့အထိဖြစ်ခဲ့ပါတယ်။1968ခုနှစ်မှာ တရုတ်ထောက်ပံ့တဲ့ဗမာကွန်မြူနစ်တပ်တွေရှမ်းမြောင်နဲ့ဝါနယ်တွေကိုဝင်လာပြီးတဲ့နောက်ရှမ်းပြည်နိုင်ငံရေးဟာပုံမရှုပ်ထွေးသွားခဲ့ရပြီး နောက်အနည်း20လုံးလုံးစစ်မီးတောက်တွေနဲ့လွှမ်းနေခဲ့ပါတယ်ခင်ဗျာကမ္ဘာစစ်အေးအချိန်နဲ့ရှမ်းပြည်တက်မတော်လဲတောင်ထဲမြောက်နှစ်ချမ်းကွဲခဲ့ပါတယ်1989ခုနှစ်ဘကပပြိုကွဲပြီး ရှမ်းပြည်တလွားမှာ အပြစ်ရစဲရေးတစ်ခစ်ပေါ်လာပြီးမြဲ2009ခုနှစ်မှာကိုကန့်ကို နေချားဆောင်တဲ့ပြောင်းခန်းရာကနေစပြီးလက်နက်ပြန်ကင်လာကြရပြန်ပါတယ်ခမ။အဲ့ဒီ2009ခုနှစ်မှာပဲတီယန်အန်လေးလို့ခေါ်တဲ့တအန်းပလောင်တက်အစ်တစ်ခု ရှမ်းမြောက်မှာပေါ်ပေါက်လာခဲ့ပါတယ်။စစ်တပ်ရဲ့စီးမြင်ကံဒီမိုကရေစီခေတ်၁၀နှစ်အတွင်းရှမ်းပြည်တလွားမှာငိုရှိရင်ဖြစ်တဲ့ဝါရှမ်းမြောက်နဲ့ရှမ်းပောင်တက်တွေအပြင်စစ်ဆိုးရနဲ့နီးစပ်တဲ့ပိုးလက်နက်ကင်တက်တွေဟာလက်နက်အစ်တ ညဉ့်ညံ့ရေးအဖြစ်ရက်တည်နေခဲ့ပါတယ်2016ခုနှစ်ကနေစပြီးရခိုင် ကချင် ကိုကတ်နဲ့တအန်းတက်တွေပေါင်းပြီးမြောက်ပိုင်းမဟာမိတ်ဖွဲ့ခဲ့တယ်လို့2019ခုနှစ်မှာတော့ကချင်မှာပါပဲကျန်တဲ့၃ဘွဲ့ပေါင်းပြီးညီနောင်မဟာမိတ်၃ဘွဲ့ဖွဲ့ခဲ့ပါတယ်2021အာနာသိမ်းပြီးနောက်ပိုင်းမှာတော့တက်တော်များနှစ်ခွန်စစ်စင်ရေးကြောင်ရှမ်းမြောက်တလွားက မြို့ရွာတော်တော်များများဒီမဟာမိတ်သုံးဘွယ်ရဲ့လက်အောက်ကိုကြားရောက်ခဲ့ပြီး အခုအချိန်အထိစင်မီငိမ့်မရဖြစ်နေပါတယ်။ရှမ်းအစီပိုင်းကရှမ်းတောင်တက်နဲ့ဝတ်တက်တွေကြားကနယ်မြေလူမှုရှမ်းတက်နှစ်ဖွဲ့အကြားကပฏิပက္ခရှမ်းမြောင်နဲ့နယ်မြေကိစ္စအငင်းပွားစပြုလာတဲ့တအန်းကိုကနဲ့ကချင်တက်တွေကြားကပြန်ဆိုင်မှုစတဲ့အားနည်းချက်တွေရှိပေမဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးဟာမြန်မာပြည်အရှိမြောက်ပိုင်းမှာတရုတ်နဲ့မြန်မာစစ်တပ်အကြား ဂျားကန်စုံကြီးအဖြစ်ပေါ်ထွန်းလာခဲ့ပါတယ်။ရှမ်းမြောက်မှာစစ်မင်းငင်းအောင်တရုတ်နဲ့စစ်ကောင်စီကဖိအားပေးပေမဲ့လည်းအခုအချိန်ထိတော့အောင်မြင်နိုင်နေမယ့်လက္ခဏာမရှိသေးပါဘူး။လက်ရှိရှမ်းပြည်အခြေအနေဟာတီဘောမင်းလက်ထက်နဲ့ပါရမူဇာကရှမ်းပြည်တွင်းစစ်အခြေအနေနဲ့ဆင်တူပေမဲ့လည်းအဓိကအားပြန်ကြလူတွေထဲမှာရှမ်းတပ်တွေမပါတာက ထူးခြားလှပါတယ်။လူမျိုးစုံပြီးပြည်တော်စုတွေကပြည်တော်စုကလေးတစ်ခုဖြစ်နေတဲ့ရှမ်းပြည်ရဲ့ အနာဂတ်ရေးရာဟာလည်းမတိမချရှိလာပါတယ်ခင်ဗျာ